ဒီဇလန်လေးဟာမိုးရသည်မှာတဘာတွေတောထွက်ပြီးကံထန်းအားထုတ်နေတဲ့ဘုံကြီးတဘာနဲ့မြစ်တာငမ်းမွနေတဲ့မိန်ကလေးပန်းဤတို့ရဲ့အဖြစ်ပြက်လေးပဲဖြစ်ပါတယ်။အတိတ်ဘဝကံကြွေးတွေကြောင့်ပန်းဤဟာဘုံကြီးကိုအမျိုးမျိုးဖျားယောင်းဖို့ကြိုးစားပြီးအဆုံးသတ်မှာတော့ဘုံကြီးရဲ့ဆရာဖြစ်သူရဲ့အကူအညီနဲ့ဘုံကြီးဟာအတိတ်ကံကြွေးတွေကိုဖြည့်ရှင်းနိုင်ခဲ့တဲ့အကြောင်းကိုဖော်ပြလို့ထားပါတယ်။ဒါဆိုရင်တော့ဒီကနေ့ရဲ့ဇလန်လေးကိုစလိုက်ကြရအောင်လားခင်ဗျာ။ တိတ်ဆိတ်လျှောက်ခဲ့ပြီးလူသူအလုံးရှင်းလွန်းလာတဲ့မိုးရာသီတညမှာပေါ့ရဟန်းဘဝနဲ့နေလာတာအနည်း20ကျော်ပြီဖြစ်တဲ့တက်လက်ပိုင်းအရွယ်ရှိတဲ့ဘုန်းကြီးနန္ဒဟာနေဆက်ကနေတောအုပ်ထဲကိုတပားတဲ့တောထွက်ကြီးကြွာလာခဲ့ပါတယ်။တိတ်တိတ်တဲ့ရှောင်းလေးတစ်ယောက်မှာကမ္မထန်အားထုတ်ဖို့အတွက်တောနဲ့ကြီးကိုဖြတ်ဖို့ရည်ရွယ်ပြီးနေလေပိုင်းမှာတော့တောနဲ့ထဲကိုရောက်လာချိန်ဦးနန္ဒဟာ ရှောင်းငယ်တွေတခုကိုတွေ့လိုက်ရပါတယ်။ရှောင်းရည်စည်းတန်းတွေ၊ပရည်၊ကြေးငန်း၊တောကောင်တွေရဲ့အတန်တွေ၊မြေကြီးရန်တွေနဲ့အတူလေတူးကအလွန်တိတ်ဆိတ်နေပေမဲ့တစ်ချိန်တည်းမှာပဲအထီးကျန်ဆန်းလုံးနေပါတယ်။ညတကောင်ကျော်အချိန်မှာဘုံကြီးဟာတိပင်းအောင်မှာတရားထိုင်နေတော့တူတူကလေးပြောလိုက်တဲ့အတန်ကလေထဲမှာလွင်မြောပြီးဝင်လို့လာခဲ့တာပေါ့။ဒီနေရာမှာအေးလို့လို့ပါဗျာ။အရှင်ဘုရားကကုညီနိုင်မလား။ ။စပင်ချီချီနဲ့ညနာဖြူဖြောင်းနေတဲ့မိန်းကလေးတယောက်ကသူ့ရှိမှရှိတဲ့တရားဆောင်ဗုဒ္ဓရဲ့သားတော်စီကနေဂယုဏတန်လေးနဲ့တောင်းခံနေခဲ့ပါရယ်။ဦးတင်နန္ဒကလည်းမျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အဖြူပြောင်းဝိစုံတဲ့မိန်းကလေးတယောက်ဟာသူ့ကိုစိတ်မကောင်းဖြစ်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတာကိုတွေ့လိုက်ရပါရယ်။တခါမှဒီတော်ရင်မှနေတာကြားပြီလား။ဘာလို့လူဘဝကိုရောက်မလာသေးတာလဲ။ဒီအရှင်ကြီးကတော်တော်ခက်ခဲပါတယ်ဖေ။တော်တော်ဆိုရင်မဟုတ်ဆိုတရားကြောင့် ဒီမှာနှစ်ပေါင်းများစွာအချင်းချခံကြရတာပါဖေဟာလူသားတွေကဒီတော်တဲ့ကိုလာရဲတာမဟုတ်တော့အခုအညီတောင်းစီရဆိုလို့ဘသူမှမရှိပဲဖြစ်နေပါတယ်။ကျမကိုကူညီပေးနိုင်မလားဖေဟာဒီနားလေးမှာထိုင်လိုက်ပါအာသဘောတွေကုံဆုံးပြီးပညာတွေရရှိတဲ့အထိမျက်လုံးကိုမဲပြီးတရားအားထုတ်ပါ။ဦးစင်တနိုင်တဲ့လောက်ကုသိုလ်တွေနဲ့အမြပေးဝေပေးပါမယ်။ ဦးဝင်းနေနာကဒီမကျွတ်လွတ်သေးတဲ့ပန်းအီအတွက်ရည်စိုးပြီးတရားတော်တွေကိုရွတ်ဆိုပေးနေပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုတလို့ပဲသူမဟာရိုးရိုးဝစ်စုံဝစ်ထားတဲ့မျက်နှာပေါ်မှာဖြူစင်တဲ့အပြုံးတွေရှိတဲ့တရှားမင်းကလေးတယောက်ရဲ့ပုံမှန်တဲ့အဖြစ်ကိုပြောင်းလဲလို့သွားပါတယ်။နတ်သမီးပုံမြင်တဲ့ကလိုပဲပုံစံအစ်စ်နဲ့အသက်ဝင်လာသလိုပေါ့ဗျာ။အရှင်ဘုရားကကျမကိုအသက်ဝိညာဉ်အစ်စ်တစ်ခါပေးခဲ့လို့ကျေးဇူးတင်ပါတယ်ဘုရား။အရှင်ဘုရားရဲ့ဖုန်တိုးတွေကအရန်ကိုမြင့်မားလာပါတယ်ဘုရား။ အရှင်ဘုရားနောက်ကိုခစားပြီးဖဲညားကိုမဆိုးလိုက်ပါခွင့်ပြုပါ။ဦးလင်းကဒီလောက်ပဲကူညီနိုင်တာပါ။တက္ကမအနေနဲ့ကုသိုလ်တရားတွေကိုအဆက်အသွယ်ရှိနေတဲ့ရေတော့ဘဝတစ်ကိုရနိုင်ပါလိမ့်မယ်။ဦးလင်းကတပါးတည်းသွာလာနေတဲ့ယဟန်သာတပါးသာဖြစ်ပါရဲ့။ဦးတင်းကသူ့ကိုနောက်ကနေလိုက်ခွင့်မပြုတာကြောင့်တော်ရဲကမင်းကလေးဟာစိတ်ဆိုးပြီးအဲ့ဒီညမှာပဲပျောက်ကွယ်သွားခဲ့ပါရဲ့။ နေထွက်လာတဲ့အချိန်ထိတညာလုံးကမထမ်းထိုင်နေတဲ့ဦးစင်းဟာအဲ့ဒီမိန်ကလေးဘာလို့ပဲဟေဒီဆန်စွာပျောက်ဆုံးသွားရတာလဲဆိုတာကိုစဉ်းစားရင်းအံ့ဩနေခဲ့မိတာပေါ့ဒါပေမဲ့သူဘာမှမလုပ်ပေးနိုင်တာမလို့တခြားနေရာကိုကမထမ်းထိုင်ဖို့အတွက်ခရီးဆက်လို့သွားခဲ့ပါတယ်ခနာနာတာမျိုးမရှိဘဲခရီးဆက်နေရင်ရုတ်တရက်ဆိုသလိုတရိတ်ဆန်တွေထိတ်လန့်ကြအော်ဟစ်ပြေးလွှားနေတဲ့အတန်းကိုကြားခဲ့လိုက်ရတာပေါ့ ်မိုးကောင်းကင်ကြီးကရုတ်တရက်မဲမောင်သွားပြီးမိုးတွေတဲကြီးမဲကြီးရွာရှာလာခဲ့ပါရယ်ဦးဇင်းနန္ဒာဟာလည်းအမိုးမိုးပြီးအနားယူဖို့အတွက်အကြီးစားရှုံတဲ့ပိတ်ပေါင်းအုပ်ကိုမလန်မကန်းအကွာအဝေးမှာပဲတွေ့ခဲ့လိုက်ရတာပေါ့မုံမိထားတာကြောင့်ဆူရွှဲနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကတုံခါလို့နေပြီးအပြားတက်လို့လာခဲ့ပါရယ်ဦးနန္ဒာဟာအင်းနေခဲ့ပေမဲ့လည်းတောင်လေးမှာမီပြီးအနားယူနေရင်တတိလက်လွတ်အိပ်ပျော်လို့သွားခဲ့တာပေါ့ အဲဒီနောက်ဦးဇင်းနန္ဒာဟာတတိပြန်ဝင်လာခဲ့ပြီးတောင်လုံးစွာနိုးလာချိန်မှာတော့မိန်းကလေးတယောက်ကသူ့ကိုယ်ကိုပုတ်သက်ပေးနေတာကိုတွေ့လိုက်ရပါတယ်။ဦးဇင်းနန္ဒာလည်းမြ мян ထားခဲ့လိုက်ပြီးတင်ငန်းအပြည့်စုံဝတ်ထားခြင်းရှိမရှိကိုစစ်ဆေးခဲ့လိုက်ပါတယ်။မိန်းကလေးကလည်းစိတ်မပူတဲ့ဆိုတဲ့သဘောမျိုးနဲ့ပြုံးပြပြီးပြောခဲ့လိုက်တာပေါ့။ကျမကိုပန်းအီးလို့ခေါ်ပါဗျာ။ကျမကကြည်တော်ရဲကဝိညာဉ်မလေးပါ။အရှင်ဘုရားကိုနောက်တစ်ခါထပ်တွေ့ပြန်မည်နော်။ကျမကိုအရှင်ဘုရားနဲ့လိုက်ပါခွင့်ပေးပါ။ ကျမကိုမောင်းမထုတ်ပါနဲ့သူမကဖုန်ကြီးကိုအမျိုးမျိုးပူစားပြီးပြောင်းပြနေတော့ဖုန်ကြီးဟာမန်တန်အစီအမံရဲ့အောက်မှာလဲကျသွားခဲ့ပါတော့ရယ်ဘန်အီကဖုန်ကြီးရဲ့မျက်နှာကိုညှင်သာစွာပုတ်သက်ပြီးစိုက်ကြည့်နေခဲ့လိုက်တာပေါ့ငါ့ကိုချစ်ပါငါ့ကိုမျက်နှာပါမင်းသိဆုံးတဲ့အချိန်အထိငါ့ကြောင့်အဖြစ်နဲ့နေပါ ဝေနန္ဒဟာတီလာကိုခိုင်မြဲစွာစောင့်ထိုင်နေတန်ဃာတော်တစ်ပါးဖြစ်ပေမဲ့လို့လေပန်းအီလိုနတ်ဆိုးရီရဲ့ဖန်းစားတာကိုခံခဲ့လိုက်ရပါတယ်။သူမကအရာအလုံးကိုဖြစ်လာနိုင်အောင်သူ့ရဲ့အဆောင်ရှောက်အစီအမံတွေနဲ့ပုံဖော်ခဲ့တာပါ။ဒီလိုနဲ့ဥဇင်နရာဟာလင်မယားရီလိုပဲပန်းအီနဲ့နေရက်တွေကိုကုံဆုံးလို့နေခဲ့ပါတယ်။ပန်းအီရဲ့စွမ်းအားရီနဲ့ဖန်ဆင်းထားတဲ့တဲအင်ကလေးတွေမှာပါ။ ဒီလိုနဲ့အချိန်ကြာလာတဲ့အမားဘုံကြီးရဲ့ခန္ဓာကိုယ်ဟာပိန်ချောလို့နေခဲ့ပြီးငကူကကြည်လင်တဲ့အသားရည်ဟာဖြူဖြောလို့လာခဲ့ပြီးအသက်မရှိသလိုဖြစ်လာခဲ့ပါရဲ့။ပန်အီကတော့ဘုံကြီးကိုသူမအတွက်အစာနဲ့ရည်စာရှာဖို့အတွက်အမိန်ပေးတာပေါ့။ငါ့ရဲ့အများကြီးရခဲ့ပြီပေါ့။အဲ့ဒါဆိုဒီနေ့တော့ငါအတွက်မီးဖုတ်ထားတဲ့ငါလီလောက်ပြီ။မြင်နေရတာကိုတော့တရေကြလာပြီ။ ဥဇေနနာဟာသူ့ရဲ့ယဟန်ဘဝကိုလုံးဝဆုံးရှုံးသွားစေတယ်ဒီလိုဆိုးွားတဲ့အရှင်ကြီးကိုကြုံတွေ့နေရတာကိုတတိမထားမိပဲအမိန်တွေကိုလိုက်နာနေုံသာတနိုင်ပါ रे ။ပန်အီကဥဇေနနာနဲ့လာပေါင်းများစွာနေပြီးသူ့ရဲ့ခန္ဓာကိုယ်ဟာပင်မနှွမ်းနဲ့လိုနေခဲ့ပြီးလမ်းလျှောက်ဖို့တော့မအားအင်မရှိတော့ပါဘူး။ဘာလဲဥနန္ဒာမင်းကအသက်မကြီးသေးပေမဲ့ငါနဲ့ရဲ့အနေငယ်ပဲနေရတဲ့ပြည့်စည်သွားပြီလား။မင်းရဲ့ရုပ်ရည်ကိုနှမျောလိုက်တာ။ အဲဒါကြောင့်ပဲပန်းအီဟာဘုံကြီးကိုတဲထဲမှာတယောက်ထေးထားခဲ့ပြီးအဖို့အစ်စ်တွေရှာဖို့အတွက်ခရီးဆက်လို့သွားခဲ့ပါတယ်။အဲဒီနောက်ရုတ်တရက်ဦးစင်းနန္ဒာလည်းလဲလျောင်းနေတဲ့တဲအလယ်မှာချွေအောင်အလင်းနဲ့လင်းလက်လို့လာခဲ့တာပေါ့။ဦးစင်းကလည်းမျက်လုံးကိုဖွင့်ကြည့်လိုက်ပေမဲ့အားနေနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကြောင့်ဘာမှရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ အဲဒီနောက်လက်တစ်ဖက်ကသူ့ကိုထူပေးပြီးသူ့ရဲ့ရှေ့မှာမတ်တက်ရက်နေတဲ့ပုပ်ကိုဟာသူ့ရဲ့လေးစားရတဲ့ဆရာတော်ဖြစ်တဲ့ဆရာတော်ရှင်စန္ဒကဖြစ်ပြီးစိတ်ဆွမ်းအင်တွေကမ္မထန်တရားတွေနဲ့အိမ်မက်ထဲမှာပေါ်လာပြီးသူ့ကိုကန်ဆိုးခြင်းကနေလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်။ရှင်နန္ဒမင်းရဲ့စိတ်ကိုအာရုံပြုပြီးငါနောက်ကနေလိုက်ပြီးဆူတောင်းပါရှင်စန္ဒကဆိုရင်ဘုံကြီးရဲ့ကိုခန္ဓာဟာတုံခါနေချိန်မှာပဲရွတ်စိုတန်ကပဝင်းကျင်ကူလုံးကိုတုံခါသွားစီခဲ့ပါရီ ဇရာတော်ကဘုံကြီးရဲ့ကိုကိုအိမ်မက်ထဲကနေလွတ်ပြေးခဲ့လိုက်တာပေါ့ဦးဇင်နန္ဒာကလည်းချွေးရီစီချလုံနေခဲ့ပြီးသူ့ရဲ့အသီးစိတ်တွေကပြန်လည်ဝင်လာခဲ့ကတုံလုံးစွာနဲ့နှုတ်ထားလို့လာခဲ့ပါတယ်။သူကဇရာတော်ရှင်စနကကိုတွေးလိုက်တော့သူ့ရဲ့ဘဝကိုကယ်တင်ပေးခဲ့တာကြောင့်လေးစားစွာနဲ့အလင်းအမြန်လက်ဝါးနှစ်ဖက်ကိုထိတ်ထားပြီးကရဝါပြုခဲ့ပါတော့တယ်။ဇရာတော်ဖခင်ကတပည့်တော်ကိုကယ်တင်ခဲ့တာပဲ။မဟုတ်ရင်တပည့်တော်ဒီမိမရဲ့အတုံးချခဲ့အဖြစ်နဲ့စက်နေခဲ့ရမှာ။ ဒုံမကတကယ်ကိုအစွမ်းထက်တဲ့အစီမံတွေရှိတယ်။တပည့်တော်သူမရဲ့ဘဝကိုကူညီခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကသူမကိုယ်တိုင်ရဲ့အမားတွေကြောင့်လုံးဝပျက်စီးသွားပြီထင်ပါတယ်ဗျာ။ဒီဖုန်ကြီးဦးကြီးကမင်းကိုကူညီနိုင်မယ်လို့ထင်နေရလား။ငါဘသူ့မှာမကြောက်ဘူး။မင်းဖုန်ကြီးကိုပြန်ခေါ်သွားလို့ရမယ်မထင်နဲ့။ငါလက်မခံဘူး။ ဆရာတော်ကသူ့ရဲ့စိတ်အာရုံကိုခဏလောက်ငြိမ်အောင်ထားပြီးဖះเจ้าတော်မှာထိုင်က မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ခဲ့လိုက်ပါတယ်။အဲဒီနောက်ဗုဒ္ဓရုပ်ပွားတော်ငယ်လေးကိုသူ့ရဲ့ရှေ့မှာတင်ခဲ့လိုက်တာပေါ့။ဆရာတော်ဟာအိုးနဲ့ရေမှန်တွေကိုယူလာပြီးဝိညာဉ်တွေကိုနှိမ်နှင်းဖို့နဲ့မုံတရားတွေကိုပြန်လဲရုပ်သိမ်းဖို့အတွက်ရွတ်ဆိုခဲ့တာပေါ့။ ဒေါသကြီးတဲ့မကောင်းတဲ့ဝိညာဉ်ရဲ့ရှေ့မှာအဲဒီလိုရွတ်ဖက်လိုက်တဲ့အခါမှာတော့ပန်းဤဟာပြင်းပြင်းထန်ထန်နဲ့အော်ဟစ်လိုက်ပါတော့တယ်။ဘာကြောင့်လဲဆိုတော့အေးဆက်ဆက်အေးတန်နဲ့ဦးလောင်တဲ့အပူရန်တွေဟာဆရာတော်ရှင်စနကားရဲ့အစီအမံတွေကြောင့်သူမရဲ့ခန္ဓာကိုယ်လေးကိုတချိန်တည်းဝင်ရောက်ရှိနေခဲ့လို့ပါပဲ။ပန်းဤဟာကြောက်တုံးတွေကိုဖြိုချရင်လောက်အောင်ဒေါသတွေထွက်လို့နေတာပေါ့။အဲဒီနောက်သူမဟာအားနည်းနေတဲ့ဘုံကြီးဦးနန္ဒာစီကိုပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ဆရာတော်ရဲ့ပရိအစီအမံတွေက သူမရဲ့ခန္ဓာကိုယ်ကိုနောက်ပြန်ဆုတ်သွားစေခဲ့တာပေါ့။ အဲ့ဒါကြောင့်ပဲအဲ့ဒီနတ်ဆိုးမကခုခံဖို့ပြန်တိုက်ဖို့ကိုလှုပ်ရှားခဲ့လိုက်ပါတယ်။သူမကကျေလောင်စွာပရိယုစုံနေတဲ့ဆရာတော်ကြီးကိုငင်ငင်ကလေးနေဖို့အတွက်တောင်းပန်ခဲ့လိုက်ပါတယ်။အဲ့ဒီလိုနဲ့ပန်းအီရဲ့ဆွမ်းအာရီကပြန်လဲရောက်ရှိလို့လာခဲ့တာပေါ့။သူမကဒီအခွင့်အရေးကိုတုံ့ချာပြီးဦးဇင်းနန္ဒာကိုထက်မှန်ကောဆောင်လို့သွားခဲ့ပါတယ်။နေအောင်စလုံးဟာတောနဲ့ထဲကတိတ်ဆိတ်တဲ့ဂူတကူတွေကိုဝင်သွားပြီးပျောက်ကွယ်လို့သွားတာပေါ့။ပေဟိုးမှာထွက်ပြေးဖို့မစင်စားနဲ့။ငါစီရနေဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ တကမာကိုအတ္တကိုအလေးနဲ့မထားပါနဲ့တကမာရဲ့စိတ်ကဒေါသနဲ့မုန်းတီးမှုတွေပြည်နေတယ်တကမာကလှည့်စားတဲ့အစီမံတွေကို သုံးလေလေ တကမာရဲ့ကံတွေကပြုပြင်ဖို့ခက်ခဲလေလေပဲငါအရှင်ဘုရားကိုကြိုက်တယ်ငါအရှင်ဘုရားကိုဘယ်တော့မှမထားသွားပဲအမြဲငါနဲ့အတူရှိနေအောင်လုပ်နိုင်တယ်အရှင်ဘုရားရဲ့နှလုံးသားကို မရရင်တောင်းပါပေါ့ ရုတ်တရက်ကြီးအော်တန်းဟာဂူရဲ့အဝမှာပေါ်လာခဲ့ပါတယ်။အဲဒီနောက်ပန်းအီးရဲ့တကူလုံးကလည်းတုံလွတ်လွတ်လာခဲ့တာပေါ့။ဒီလိုနဲ့ပန်းအီးဟာဂူအောင်မှာရှိတဲ့ကြီးကန်းကိုခေါ်ခဲ့လိုက်ပါတယ်။ဒါပေမဲ့သူမရဲ့ရှေ့မှာရှိတဲ့ဆရာတော်ဦးနန္ဒာဟာသူရဲ့အစီကံကြီးငတ်တွေကိုထိန်းချုပ်ထားတယ်ဆိုတာကိုသိလိုက်ရပါတယ်။အော်အဲ့ဒါမင်းကိုမင်းရဲ့ငတ်အစီကံတွေကမင်းကိုကူညီမယ်လို့ထင်နေရလား။ငါတို့တော့တပ်ပြစ်လိုက်မယ်။ ဘန်အီကသူမရဲ့လက်သေးရှိတွေကိုတုံးပြီးနှက်တွေကိုမြေကြီးပေါ်ပစ်လွတ်ခဲ့လိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့အရှင်းရှင်းပြင်းပြင်းထန်ထန်တိုက်ခတ်လို့နေခဲ့ကြတာပေါ့။ဆရာတော်ကနှက်တွေကိုဘန်အီရဲ့ကိုယ်ပေါ်ကိုပစ်ချဖို့အတွက်ထိန်းချုပ်ပါတယ်။ဒါပေမဲ့သူမဟာလက်သေးရှိချုံတွေနဲ့နှက်တွေရဲ့မျက်လုံးကိုပြန်လဲထိုးနှက်ပြီးတိုက်ခတ်လို့နေတာပေါ့။အစေကနှက်ရဲ့ကိုကမြေပြင်ပေါ်ကိုပြုတ်ကျလာပြီးမိန်းကလေးရဲ့ရေတံတွေကပဝင်းကြီးတစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပါတယ်။ ဇီယာတော်ဦးဇနကားကဂါရာရီကိုရွတ်ဆိုပြီးလက်ဘဝနှစ်ဖက်ကိုပူးကဲပြီးလက်အုပ်ရှိကရွတ်ဆိုနေခဲ့ပါတယ်။ဒီလိုနဲ့အလင်းနှံတွေကပန်းဤရဲ့မျက်လုံးတွေကိုထိုးဝင်လို့သွားတာပေါ့။အဲဒါကြောင့်သူမရဲ့မျက်လုံးနဲ့မျက်နှာတစ်ပြည်လုံးပူလောင်လာခဲ့ပြီးရုံးကန်နေခဲ့ရင်းနေပဲပါဇက်နှစ်နှကောင်းတွေကနေအရေးမဲတွေထွက်ပေါ်လာခဲ့ပါတယ်။ငါတို့လူဝိညာဉ်တွေရဲ့ကိုယ်ရေးကိုယ်တိုင်ကိစ္စတွေကိုဘာလို့ယဟန်တွေကဝင်ရှုပ်ရတာလဲ။အရှင်ဘုရားကဘာလို့ကျမတို့ကိုတတ်တောင်းတတ်တာနေခွင့်မပေးတာလဲ။အရှင်ဘုရားက ပြဿနာတွေရှာနေရပဲ။ဘန်းအီဟာစိတ်ပြက်ပြီးနာကျင်နေတာကြောင့်တိတ်ဆုံးသွားသလိုဟန်ဆောင်ခဲ့လိုက်ပါရီ။သူမဟာအလွန်နာကျင်နေခဲ့ပေမဲ့လို့လေငြိမ်ငြိမ်လေးနေဖို့အတွက်တီးခမ်းပြီးသူမရဲ့စွမ်းအားလုံးကိုစူးစီးခဲ့တာပေါ့။ အဲဒီနောက်မှာတော့မွေနဆိုးပညာကိုအသုံးပြုပြီးမွေဟောက်ကြီးတကောင်ဟာဂူရဲကနေပေါ်လာခဲ့ပါတယ်။ဇေယတော်ကသူ့ရဲ့ကြီးငှက်ကိုပို့ပြီးအစွမ်းထက်အောင်ဂါရာရီရွတ်ဆိုလို့နေတာပေါ့။ဒီလိုနဲ့မွေနှင်းငန်းဟာပြင်းပြင်းထန်ထန်တိုက်ခတ်လို့နေခဲ့ကြပါတော့တယ်။သူတို့ဟာတယောက်နဲ့တယောက်ကိုက်ခဲလို့နေခဲ့ကြပြီးပန်းအီကတော့တစ်ပင်နောက်ကနေတောရဲကိုပုံအောင်လို့သွားပါတယ်။ဇေယတော်ကငှက်အစီကံကိုထိန်းချုပ်နေတာကြောင့်ပန်းအီပြောက်ကွယ်သွားတာကိုသတိမထားမိခဲ့ဘူးပေါ့။ အဲဒီနောက်သူမကထိုင်းပြည်သူမရဲ့စွာတွေကိုပြန်လဲခေါ်ယူခဲ့လိုက်ပါတယ်။ပတ်ဝန်းကျင်နဲ့လေတို့ကပုံမှန်မဟုတ်ပဲတဖြည်းဖြည်းနဲ့တိတိတသာပြောင်းလဲလို့လာတာပေါ့။သပင်းရှိရှိအဖြူရောင်မျက်လုံးတွေနဲ့နတ်ဆိုးမတစ်ယောက်အပြည့်ပုံတံပြောင်းလို့သွားခဲ့ပြီးမွေးနဲ့ငှက်ကြားတိုက်ခိုက်နေတဲ့အလဲမပေါ်လာခဲ့ပါတယ်။အရှင်ကြီးကမကောင်းလို့တော့ကြောင်းဆရာတော်ကသူ့အရှိမအကာအကွယ်ဖြစ်စေမဲ့အစီအရင်တွေကိုဖန်ဆင်းခဲ့လိုက်ပါတော့တယ်။ ရုတ်တရက်ကြီးငန့်ကိုမွေဟောက်ကလေဘင်းကနေကိုက်လိုက်လို့အပြင်းထန်အော်ခေလိုက်ရင်ကြီးငန့်ကပျောက်ကွယ်လို့သွားပါရယ်အဲဒါကြောင့်ငွေကြီးနဲ့ပန်းဤတာကြံခဲ့တော့တာပေါ့ပန်းဤဟာဆရာတော်ကိုမုံတီးတဲ့အကြီးတွေနဲ့စိုက်ကြည့်နေခဲ့လိုက်ပါသေးတယ်သူမကဆရာတော်ကိုတိုက်ခိုက်ဖို့အတွက်မွေကိုညွှန်ကြားထားလိုက်တာပေါ့ ။မွေဟောက်ကြီးကဆရာတော်ရဲ့အစီအမံတွေကိုအစိမ့်နဲ့ဖျက်ဆီးပြီးဆရာတော်ရဲ့ကိုယ်ကိုပတ်ခဲ့လိုက်ပါရယ်။သူကသူ့ရဲ့နောက်ဆုံးထွက်သက်ကိုတောင်းပြီးဝိညာဉ်တွေကိုနှိမ်နှင်းဖို့မိမှန်တန်ကိုခေါ်ခဲ့လိုက်ပြီးမွေရဲ့ကိုယ်ကိုပုံလိုက်ပါရယ်။အဲဒီအခါမွေရဲ့အရေပြားကပေါက်ထွက်ပြီးပျက်စီးလို့သွားခဲ့တာပေါ့။မွေကြီးကလည်းပျောက်ကွယ်လို့သွားခဲ့ပြီးနာကျင်နေတဲ့ဦးဇင်းနန္ဒာဟာလဲကျနေတာကိုတွေ့တဲ့အခါမှာတော့ဆရာတော်လေးအံ့အားတင်သွားခဲ့ပါတယ်။ပန်းဤဟာဦးဇင်းနန္ဒာကိုလှည့်ပြဖို့အတွက်မွေအဖြစ်ဖန်ဆင်းနိုင်လောက်အောင်စွမ်းအားကြီးတာကိုတွေ့လိုက်ရတာပေါ့။ ။ဒါပေမဲ့ဦးဇင်းနနာကိုကယ်ဖို့အတွက်သူ့ရဲ့ဝိညာဉ်ကိုဖြည့်ဆင်းရမယ်ဆိုတာကိုတည်လို့နေပါရယ်။ဆရာတော်ကစိတ်သက်ခိုင်မာတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီးတရားတော်တွေကိုရွတ်ဆိုခေလိုက်တာပေါ့။ရှစ်တောင်းလေးတော်ရှိတဲ့ဗုဒ္ဓတရားတော်ရဲ့ဘုံတကူနဲ့မင်းရဲ့အစီအမံတွေကိုအသိပညာရဲ့အလင်းနဲ့ဖြတ်ပြစ်မယ်။ ။ရောက်တရံချွေအောင်အလင်းနှန်းဟာထွက်ပေါ်လို့လာခဲ့ပြီးပန်းဣစီကိုပြန်တန်းသွားရင်သူမရဲ့ခန္ဓာကိုယ်ကိုဖုံးလွှမ်းသွားခဲ့ပါရဲ့။အဲဒါကြောင့်သူမဟာဘလို့မှမယုံကန်နိုင်တော့ပဲနာကျင်မှုကိုခံစားနေရတာပေါ့။ခန္ဓာကိုယ်ဟာမီးလောင်လုံးနေခဲ့ပြီးသူမရဲ့နောက်ဆုံးစကားတွေကိုပြောလာပါတော့ရဲ့။ကျမကအတိတ်ဘဝကကျမရဲ့ခင်မွန်းဖြစ်သူဖုန်ကြီးဦးနှံသားရဲ့အချစ်ကိုသာလိုရှင်ခဲ့တာပါ။ဒါပေမဲ့သူကကျမကိုလစ်လျူရှုပြီးလောင်ပြောင်ခဲ့တယ်။ အကွမ်းနေတဲ့အတန်နဲ့ကြီးနဲ့အတူ သူမရဲ့ခန္ဓာကိုယ်ဟာပျောက်ကွယ်လို့သွားပါတယ်။ရှင်နန္ဒဟာအတိတ်ဘဝကသူ့ရဲ့ကံကြမ္မာကြောင့်အခုလိုကြုံတွေ့နေရတယ်ဆိုတာကိုသိရှိလို့သွားခဲ့တာပေါ့။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲသူ့ရဲ့လေးစားရတဲ့စရာတော်ဥဇဏကာကသူ့ရဲ့ဘဝကိုကယ်တင်ပေးခဲ့ပါတယ်။စရာတော်ဟာရှင်နန္ဒရဲ့စိတ်ဆွမ်းအင်တွေကိုပြန်လည်မြင့်တင်ပေးခဲ့ပြီးအဲဒီတော်ရဲကနေအမြန်ဆုံးထွက်ခွာနိုင်ဖို့လုပ်ပေးခဲ့ပြီးတဲ့နောက်မှာတော့သူ့ရဲ့စိတ်အာရုံတွေဟာသူ့ခန္ဓာကိုယ်ရဲ့ကိုပြောင်းဝင်ရလာခဲ့ပြီးအားနည်းလို့နေခဲ့ပါတော့တယ်။ အချက်ကအပြစ်ဖြစ်လာတဲ့အခါမှာနှလုံးသားထဲမှာနှဆိုင်စွာနဲ့မြုပ်နှံထားပါပါအချစ်တွေနာကျင်မှုတွေကနေမလွတ်မြောက်နိုင်တဲ့အခါဒီဘဝထဲမှာကိုယ့်ကိုယ်ကိုတောက်လောင်ဖို့မိအပြစ်ပြောင်းလဲလို့ကြွားမှာပါ